မင်္ဂလာပါရှင်မနေ့ကနိုဗ ెంబ ာ၁ရက်နေ့ညပိုင်းကတင်ဆက်ပေးတဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကိုပြန်ပြီးစူးစိတင်ဆက်ပေးလိုက်ပါတယ်ရှင်အရင်ဆုံးအနေနဲ့ပြည်တွင်းသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါသခိုင်းတိုင်းမုံရမန္တလေးလမ်းပိုင်းပေါ်မှာဝိတ်စင်ရွှေဆိုင်ကရွှေပိုးတဲ့ကားတစ်စီးပြန်ပြီးဆွဲခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဗလာ29ရက်မနက်ပိုင်းကမုံရမန္တလေးလမ်းပေါ်မြင်းမှုမြို့နယ်ဗတ်တတိုင်းကြီးရွာအနီးမှာမန္တလေးမြို့ဝိတ်စင်ရွှေဆိုင်ကနေမုံရမြို့ကိုရွှေသွားပို့မဲ့ ဆိုင်ဝန်တန်း၃ယောက်ပါတဲ့ကားတစ်စီးကိုလက်နက်ကလူတစုကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။မုံရွာကိုရွှေရည်တွေလာပို့တဲ့ကားပေါ်မှာမုံရွာကရွှေဆိုင်မန်နေဂျာလဲပါပြီးနှစ်ဖက်အဖွဲ့အစည်းတွေလည်းလိုက်နေကြတယ်လို့သိရကြောင်းဒေသခံကပြောပြပါတယ်။ပြန်ပေးဆွဲပြီးငွေပမာဏဘလောက်တောင်းတယ်ဆိုတာကိုတော့စုံစမ်းနေစေပါ။အဲ့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးစစ်တပ်ဝါရဖြန့်သူတွေကစကိုင်းခရိုင် PDF တရင်တက်ကလုတ်တယ်ဆိုပြီး Telegram channel တွေကနေဝါရဖြန့်အေးသားနေကြပါတယ်။စကိုင်းခရိုင်တရင်တက်ကတော့ စေအုပ်စုဟာမဟုတ်မမှန်သတင်းထုတ်နေခြင်းသာဖြစ်ကြောင်းတည်ရင်တက်ဟာတည်ရင်တည်ထောင်တဲ့အနေကစပြီးဒီကနေ့အချိန်ထိအပြစ်မဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာငွေကြေးတောင်းခံတာပစ္စည်းတွေလူရတာမျိုးပြုလုပ်ခဲ့ဘူးတာလုံးဝမရှိကြောင်းတုတ်ပြန်ဖြေရှင်းထားပါတယ်တည်ရင်အမည်အသုံးချပြီးပြုလုပ်နေသူတွေရှိလို့အသည့်ပေးကြညာချက်တွေသာထုတ်ပြန်ခဲ့ဖို့ကြောင်းလဲဖော်ပြပါတယ်တည်ရင်တရက်တည်ရင်မှုဘိုရက်ခါကစကန်းခရိုင်တည်ရင်တဲ့ဟာစစ်ဘက်ဆိုင်ရာအမိတ်ညွှန်ကြားချက်ဥပဒေနဲ့အညီရည်တည်နေတဲ့တည်ရင်ဖြစ်ကြောင်း တရင်တဲ့ဟာစစ်တပ်နေတဲ့တရင်ဖြစ်ပြီးလူဖမ်းတဲ့တရင်မဟုတ်ကြောင်းအတည်ပြုထားပါတယ်။မုံရမန္တလေးလမ်းပေါ်ကစကိုင်းမြင်းမူချောင်းဥစားတဲ့လမ်းတစ်ချောင်းမှာစစ်ကောင်စီတပ်ရဲ့ဂိတ်စကန်တွေအများအပြားရှိပြီးခရီးသွားပြည်သူတွေကိုမကြာခဏအစစ်စစ်ငွေညှစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ပြင်းပြင်းနဲ့ဖောက်ပွန်ခရိုင်ကမောင်မောင်မျိုးကနေကတိုင်တီတက်စကန်စီစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNU တပ်မဟာ၅ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ တမဟာငါပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလတ်တို့ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဘာ30ရက်မှာကမောက်မောင်းမြို့ဝါရုကျေးရွာမှာတက်ဆွဲထားတဲ့အစ်စကောင်စီတက်စစ်ကြောင်းကကတိုင်တိစကန်ဘတ်အစ်စ်ကူပေးပို့နိုင်ဖို့အတွက်ကမောက်မောင်းဖားပွန်လမ်းအတိုင်းတက်လာရာကတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ KNU တမဟာငါပူပေါင်းတက်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတက်ဘက်ကအရှိမတိုးနိုင်ဘဲတက်ပြန်ဆုတ်သွားတယ်လို့ဗိုလ်မှူးကြီးစောကလတ်တို့ကအတည်ပြုတာပါ။ကမောက်မောင်းကနေတက်လာတဲ့စစ်ကူစစ်ကြောင်းဟာ ဝါရုမှာပဲရှိနေသေးပြီးအပေါ်တော့အဆက်တက်မလာနိုင်သေးဘူးလို့တမဟောင်ကပြောရေးဆိုခင်ရှိသူကရှင်းပြပါတယ်။ကမမောင်ဖာပွန်လမ်းပိုက်ပေါ်မှာရှိတဲ့ကတိုင်တိတန်စကန်မှာစစ်ကောင်စီအင်အားရာခိုင်နှုန်းရှိပြီးအဲ့ဒီစကန်စီစစ်ကူပေးဖို့နိုင်ဖို့အတွက်ကမမောင်မျိုးကတစ်ဆင့်စစ်ကောင်စီတပ်ကစစ်ကြောင်းအချင်းချင်းထိုးခဲ့ပေမဲ့ဂျားပြတ်တခိုက်ခံရမှုတွေကြောင့်ရှေ့ဆက်တိုးလို့မရပဲဝါရုကြီးရွာမှာအခြေချတက်ဆွဲထားတာပါ။ကမမောင်မျိုးနဲ့ကတိုင်တိရွာဟာ Google Map ရဲ့အကွာအဝေးတိုင်းထွာချက်အရ22မိုင်ဝေးပြီး ။ဝါဒူရွာကအဲ့ဒီလမ်းပိုင်းပေါ်မှာတည်ရှိနေတာပါ။ဝါဒူရွာကတော့ကမမောင်မြို့ပေါ်ကဆိုရင်ခုနှစ်မိုင်ခန့်သာဝေးပါတယ်ရှင်။သခိုင်းတိုင်းကမ်ဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဗန္ဒာရေးဌာနကအကောက်ခွန်အရာရှိအပအဝင်9ယောက်ဟာအကြတိလိုက်စားမှုတွေရှိနေတာကြောင့်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။အကောက်ခွန်အရာရှိမြင့်ကျော်ခေါ်အာခိုင်အပအဝင်9ယောက်ကိုအခွန်တော်အဖွဲ့ဝင်ငွေကြေးအလွဲသုံးစားပြုလုပ်မှုမြို့နယ်ပအဖတစိမ့်စီအတူပြုလုပ်မှုတက်တေခံပစ္စည်းတွေဖျောက်ဖျက်မှု အကြမ်းဖက်စစ်ကောင်စီတောက်တံတွေနဲ့ဆက်သွယ်မှုတွေရှိနေတာကြောင့်အော်တိုဘာ၁၂ရက်နေ့မှာဖမ်းဆီးထိန်းသိမ်းလိုက်ကြလို့ကမ်ဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီ9ရက်ပါအဖွဲ့ရဲ့အကြတိမှုတွေအလွဲသုံးစားမှုတွေကိုစစ်ဆေးနေတာမှန်ကန်ကြောင်းနဲ့အချိန်တော်တော်ကြာလေ့လာပြီးမှဖမ်းဆီးခဲ့တာလို့ကမ်ဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကပြောပါတယ်။မြေပြင်အခြေအနေအရစစ်ဘက်ဆိုင်ရာခရိုင်ကွယ်ကွေးတောင်ဝန်ရှိသူတွေတရင်တပ်ဖွဲ့တွေနဲ့အနှိမ့်ဆောင်ရွက်ခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်တွေအရာ အရက်ဘတ်တရားစီရင်ရေးကိုလွှဲပြောင်းအရေးယူဆောင်ရွက်နေတယ်လို့ကမ်ဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါအကောက်ခွန်အရာရှိဟာတော်လရင်အင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကတယံဇာတာနဲ့လမ်းဘတ်ဆက်သွယ်ရေးကဏ္ဍတွေအပြင်တပ်ဆိုင်ရာဝန်ကြီးဌာနရဲ့တရားဝင်သတ်မှတ်ချက်အရကောက်ခံရရှိတဲ့ဗန်နာငွေကိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဗန်နာရေးတာဝန်ခံစီအနှံရတာပါအခုဖန်ဆီးရမိခဲ့တဲ့အကောက်ခွန်အရာရှိတွေဟာစစ်အုပ်စုနဲ့ဆက်ဆံခဲ့တယ်လို့ငွေကြေးအမြောက်အများကိုလည်းအလွဲသုံးစားလုပ်ခဲ့တယ်လို့ ကမ်ဘလူမျိုးဒေသခံလူကပြောပါတယ်ဒေါ်လာရင်းကိုနှောင့်နှေးစေပြီးလူထုကိုတိုက်ရိုက်ထိခိုက်စေတဲ့ပြဿနာတွေကိုချက်ချင်းရှင်းလင်းတာကောင်းတယ်လို့ကမ်ဘလူမျိုးဒေသခံကမှတ်ချက်ပြုပါတယ်ကမ်ဘလူမျိုးနယ်မှာစစ်ကောင်စီစစ်ကြောင်းတွေလည်းရှိနေပြီးရွာတချို့မှာစစ်ရေးတင်းမာနေတဲ့အခြေအနေတွေရှိနေတယ်လို့သတင်းရရှိထားပါတယ်ရှင်မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတ်တရောင်မြို့ရဲစခန်းကနေစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းကိုတိုက်ခိုက်ကြရမှာစစ်ကောင်စီတပ်ထိခိုက်သိမ်းဆုံးမှုရှိတယ်လို့ ပကံပြည်ဘလူးတက်လို့ခေါ်တဲ့ညာဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတာဝန်ရှိသူက People's Wing ကို ပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်မနေ့ကငတရောက်မြို့ Yes Gang ကနေကြေးရွာတွေကိုစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ကိုညာဦးမြို့နယ်ပကဖညာဦးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့နဲ့မဟာမိတ်တွေကတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့ပခုတ်ကူတရတဲ့တရင်နဲ့ညာဦးကပြည်သူ့စစ်တွေပူးပေါင်းပြီးထိုးလာတဲ့စစ်ကြောင်းကိုကနဘောက်ဒေတာအနီမှာအတင်းဆောက်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ညာဦးမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။ တက်ခိုက်ခံရလို့အထိနာသွားတဲ့စစ်ကောင်စီတပ်က။ဩရင်ရွာကိုမိလောင်ဘုံတွေကျဲပြီးဖျက်ဆီးခဲ့တယ်လို့ညောင်ဦးပကပကပြောပြပါရတယ်။ဩရင်ရွာမှာတိုက်ပွဲဆက်ဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကထပ်မံတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ညောင်ဦးပကပကဆိုတာပါ။ဩရင်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ဒဏ်ရာရပြီးဈေးရုံရောက်မှအသေးဆုံးသာ၈ယောက်ရှိတယ်လို့ညောင်ဦးမြို့နယ်ပကပတာဝန်ရှိသူကဆိုပါရတယ်။ဩရင်ရွာမိချိုဖျက်ဆီးမှုကြောင့်နေအိမ်၁၅လုံးမိလောင်ပျက်စီးခဲ့တယ်လို့လည်းညောင်ဦးမြို့နယ်ပကပတာဝန်ရှိသူကဆက်ပြောတာပါ။ ။ဒါ့အပြင်စစ်ကောင်စီတပ်ဟာပကံမြို့တောင်ဘက်ကကြီးရွာတွေကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ဟာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ညာဦးမြို့နယ်အတွင်းကကြီးရွာတွေကိုစစ်ကြောင်းဝင်နေတာလို့ညာဦးဘက်ကဖတာဝန်ရှိသူကပြောပါတယ်ရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းအကြောင်းအရာတွေကိုရှုစားပြကြပါအောင်ရှင်။ဂျပန်ရဲ့နာမည်ကျော်စူပါဟီးရိုးစီးရီးတစ်ခုဖြစ်တဲ့ Super Sentai ဟာနှစ်ပေါင်း90ကျောင်းပြင်ပြီးတဲ့အခါမှာတော့ထုတ်လင်းပြသမှုရပ်ဆိုင်တော်မယ်လို့သိရပါဗျ။ Super Sentai ဆိုတာဟာ လူငယ်တစုကအစွမ်းထက်အရောင်းဆုံးစူပါဟီးရိုးအဖြစ်ပြောင်းလဲသွားပြီးဇီလိန်ဂျိုသားတွေနဲ့တိုက်ခိုက်ကြတယ်ဆိုတဲ့စစ်ကူးကိုအခြေခံဖန်တီးခဲ့တာပါစူပါဆန်တိုင်းမှာပါဝင်တဲ့စူပါဟီးရိုးအဖွဲ့တွေကနှစ်အလိုက်နံပါတ်တွေဒီဇိုင်းတွေပြောင်းလဲလာခဲ့ပါတယ်စူပါဆန်တိုင်းရဲ့ဇူရန်ဂျာဆိုတဲ့စီးပွားတွေကိုတော့ American Mall Power Rangers ဆိုတဲ့နာမည်နဲ့မိညာရက်ကူပြသခဲ့တဲ့အခါမှာတော့နာမည်ကျော်ခဲ့သလို Super Sentai ရဲ့နိုင်ငံတကာထိုးဖောက်မှုလည်းပုံမှန်ကျဲပြန့်လာခဲ့ပါတယ် ခက်ဆက်ဆက်ကလေးတွေသဘောကျအောင်ဆုံး series တစ်ခုအဖြစ်ရည်တည်ခဲ့ပေမဲ့အခုတော့အဲ့ဒီ series တွေကိုထုတ်လွှင့်နေတဲ့ TV အရှာကြီးကနောက်ထပ် Super Sentai Project အသစ်တွေထပ်မရှိတော့ဘူးလို့ပြောကြားခဲ့ပါတယ်။အကြောင်းရင်းကတော့ကုမ္ပဏီကအသေးစိတ်မှတ်ချက်မပေးခဲ့ပါဘူး။ဒါပေမဲ့ Super Sentai series အသစ်တွေဖန်တီးရင်ဆက်လက်ရောင်းချနေတဲ့ဇက်ကောင်အယုတ်တွေနဲ့တခြားပစ္စည်းတွေရောင်းအားကထုတ်လုပ်မှုကုန်ကျစရိတ်ကိုမကာမီတော့ပဲ။ဈေးပေါ်ရေးတွက်ချိန်မကတ်တော့တာကြောင့် series ထုတ်လွှင့်မှုကိုရပ်ဆိုင်းခဲ့တာဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ စူပါဆက်ဒိုက်စီရီကိုဂျပန်မှာ6985ခုနှစ်ကစတင်ပြသခဲ့တာပါ နောက်ပိုင်းမှာတော့ငွေရတဲ့တက်တက်စတရုပ်ဆောင်လေးတွေရဲ့အနုပညာဘဝအစတင်ရပလက်ဖောင်းတစ်ခုလို့လည်းဖြစ်လာခဲ့ပါတယ်စူပါဆန်ဒိုက်ဟာဂျပန်ရဲ့ခေတ်သစ်ယဉ်ကျေးမှုရေဝံမှာတာမန်ဖျော်ဖြေရေးစီရီတစ်ခုထပ်မကတဲ့ပိုတဲ့လွှမ်းမိုးမှုတွေလည်းရှိခဲ့ပါတယ်စူပါဆန်ဒိုက်ရဲ့ဇာလန်းတွေကထူးခြားစမ်းသပ်မှုတိတ်မရှိဘဲပုံသင်နည်းဖြစ်နေပေမဲ့လေဇက်ကောင်တွေကိုချစ်ခင်တဲ့ပြည်သက်တွေရဲ့အားပေးမှုက နှစ်ရှည်လောက်များတည်တံ့ခဲ့ပါတယ်။အခုတော့အဲ့ဒီ series အဆုံးသတ်တော့မယ်ဆိုတာကိုကြားသိရတဲ့အခါမှာနမဲကျော်အနုပညာရှင်တွေနဲ့ပြည်သက်တွေကပါဝမ်းနဲ့စိတ်မကောင်းဖြစ်ရကြောင်းလူမှုကွန်ရက်တွေပေါ်မှာမျှဝေခဲ့ကြတာပါ။ရုပ်မြင်သံကြား series တစ်ခုကရာစုနှစ်ဝက်ကြာတဲ့အထိတည်တံ့ခဲ့တာဟာအံ့ဩစရာဖြစ်ကြောင်း Super Sentai ရဲ့သမိုင်းအစိတ်အပိုင်းဖြစ်ခဲ့ဘူးတာကိုဂုဏ်ယူကြောင်းအဲ့ဒီ series တွေမှာပါဝင်တရုတ်ဆောင်ဘူးတဲ့မင်းသားကလူမှုကွန်ရက် media x မှာရေးသားထားခဲ့ပါတယ် ပရိသတ်တူကတော့သူမိဘတွေငငယ်ကစူပါဆန်တိုင်းပရိသတ်ဖြစ်ခဲ့တယ်လို့သူလည်းအဲ့ဒီ series တွေနဲ့ကြီးပြင်းလာကြောင်းစူပါဆန်တိုင်းကိုလွမ်းမိနေမှာတေချာကြောင်းဆိုပါတယ်နောက်ထပ်ပရိသတ်တယောက်ကလည်းစူပါဆန်တိုင်းမရှိတော့ရင် Google ချာတိတ်တွေဘယ် series ကြည့်ရမလဲလို့မေးခွန်းထုတ်ထားပါတယ်ရှင်ရုရှားစစ်တပ်ရဲ့လေရင်တွေကို Baltic ပင်လယ်ပြင်အထက်မှာတပတ်အတွင်းသုံးချိန်တိုင်းကြားဖြတ်ဆောက်ကြည့်ကြရတယ်လို့ပိုလန်ကပြောပါတယ်အော်တိုဗလာ30ရက်နေ့ကရုရှားစစ်တပ်ရဲ့ကင်းတောက်လေရင်တစ်စီးဟာ ပိုလန်လေပိုင်နဲ့နောက်ချင်းကပ်ပြန်တန်းလာတဲ့အတွက်ပိုလန်လေတပ်ကတိုက်လေရင်တွေဆင်လွတ်ပြီးစောက်ကြည့်ကြရကြောင်းပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်အတိလေရင်ဟာပိုလန်လေပိုင်နဲ့ထဲကိုတော့ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့သိရတာပါဒါပေမဲ့အရင်နှစ်ကြိမ်နီးတူအတိလေရင်ဟာလည်းပြန်တန်းမှုလမ်းကြောင်းကိုတိတိကျကျသတ်မှတ်မထားခဲ့သလိုပိုလန်တိုက်လေရင်တွေဘက်ကအဆက်အသွယ်လုပ်လို့မရအောင်စက်တွေပိတ်ထားခဲ့ပါတယ်ဒါဟာတပတ်အတွင်း၃ကြိမ်မြောက်ပုံစံတူကိစ္စဖြစ်ကြောင်းတနည်းအားဖြင့်ဘော့တစ်ပင်လေပြင်မှာ ရုရှားစစ်လျင်တွေရဲ့အကြောင်းအရင်းတိတိကျကျမသိရတဲ့လှုပ်ရှားမှုတွေပုံမထူထပ်လာတာကိုအတည်ပြုနိုင်ကြောင်းပိုလန်စစ်တပ်ကပြောပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့အခုကိစ္စနဲ့ပတ်သက်လို့ဘာမှတ်ချက်မှမပေးခဲ့ပါဘူး။စက်တင်ဘာလရုံးကနေတိုစစ်မှောက်မဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အက်စတိုးနီးယားလေပိုင်နက်ထဲကိုရုရှားရဲ့တိုက်လျင်၃စီးကကျူးကျော်ဝင်ရောက်ပြန်တန်းခဲ့ပါတယ်။အဲဒီနောက်ပိုင်းနေတိုရဲ့အရှေ့ဥရောပနိုင်ငံတွေဟာလေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ရင်ပိုပြီးတင်းကျပ်တဲ့အစီအမံတွေမြင့်တင်အားဖြည့်ခဲ့ပါတယ်။ ်အက်စတိုးနီးယားလေပိုင်နဲ့ကျူးကျော်ခံရတဲ့ဖြစ်စဉ်ပြီးနောက်တစ်ချိန်အလားတူထွက်ပြလာရင်ရုရှားတိုက်လေယာဉ်တွေကိုပစ်ချဖို့စဉ်းစားထားကြောင်းလဲနေတိုးကသတိပေးကြတာပေါ့ရုရှားကတော့နေတိုးလေပိုင်နဲ့ကိုကျူးကျော်ခဲ့တယ်ဆိုတဲ့ကိစ္စကိုပယ်ချပြီးမမှန်ကန်တဲ့ဆွဆွဲချက်တွေတာဖြစ်တယ်လို့တုတ်ပြန်ထားပါတယ်ရှင်ဇနီးဖြစ်သူကိုကိုးကွယ်ယုံကြည်မှုဘာသာပြောင်းစေခြင်းလဲဆိုတဲ့သူ့ရဲ့စကားနဲ့ပတ်သက်ပြီးအမေရိကန်ဒုတိယသမ္မတဂျိမ်းစတီဗင်ဗန်စ်ကကာကွယ်ပြောကြားခဲ့ပါတယ်။အခုသတင်းပတ်စောပိုင်းတော့ကအခမ်းအနားတစ်ခုမှာ fans ကသူတို့လင်မယားကြားကကိုးကွယ်ယုံကြည်မှုဆိုင်ရာကွဲပြားမှုနဲ့ပတ်သက်လို့ဖြစ်ချင်တဲ့ဆန္ဒကိုထုတ်ပြောခဲ့ပါတယ်။ fans က protest တဲ့ဘာသာဝင်တူအဖြစ်ကြီးပြင်းလာပြီး2019မှာတော့ကက်သလစ်ခရီးယန်ဘာသာဝင်အဖြစ်ကူးပြောင်းခံယူခဲ့ပါတယ်။တနင်္ဂနွေနေ့တိုင်းဇနီးဖြစ်သူ Hindu ဘာသာဝင် Usha Vance ဟာသူနဲ့အတူဖျားချောင်းကိုလိုက်လာလေရှိကြောင်းအရင်ကသူအချင်းချင်းပြောမှုတလို့အခုလည်းထပ်ပြောရမယ်ဆိုရင်သူလောက်ခဲ့တယ်လို့ပဲ Usha လည်းတူညီတဲ့ကူးပြောင်းမှုတစ်ခုကိုရွေးချယ်စေချင်ကြောင်း တမချမ်းစာကိုယုံကြည်ရတဲ့အကြောင်းအရင်းတွေသူ့မှာလေးလေးနက်နက်ရှိနေပြီးဥရှာလဲတနေ့မှာအဲ့ဒီသဘောထားမျိုးရှိလာစေခြင်းကြောင့် Vance ကဆိုပါတယ်ဒါပေမဲ့ဥရှာကဒါမျိုးဆန္ဒမရှိရင်လဲသူ့ကိုယ်ပိုင်ရွေးချယ်ခွင့်ဖြစ်ကြောင်းဖျားသခင်ဟာအားလုံးအတွက်လွတ်လပ်စွာတွေးခေါ်ခွင့်ပေးထားကြောင်းဒီအတွက်လဲသူတို့နှစ်ဦးကြားပြဿနာရှိမှာမဟုတ်ကြောင်းသူကပြောကြားခဲ့ပါတယ်ဒါပေမဲ့ဒီကိစ္စဟာ Vance ကဇနီးဖြစ်သူယုံကြည်လက်ခံထားတဲ့ဟိန်းနူဘာသာရေးအပေါ်နှိမ်ချလိုတဲ့အသေးပေမျိုးဖြစ်နေကြောင်းဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ် အထူးသဖြင့်လူမှုကိန်းရပေါ်မှာအဓိဝေဖန်သံတွေပို့ပြီးကျေလောင်လာခဲ့တာပါသူကိုထောက်ခံတဲ့သူတွေကိုကျေနပ်စေဖို့ Vance ကဇနီးဖြစ်သူရဲ့ကိုယ်ခွေယုံကြည်မှုကိုအောက်ကျနောက်ကျဖြစ်အောင်လှုပ်လိုက်တာအံ့ဩစရာပဲလို့လူမှုကွန်ရက်မီဒီယာ H3 ဆွဲသူတူကဆိုပါတယ်တူကလည်းဒီလိုဆို Vance ဟာဘာကြောင့်ဟိန္ဒူဘာသာဝင်တူကိုလက်ထပ်ခဲ့သေးတယ်လဲလို့မေးခွန်းထုတ်ထားပါတယ်ဒါပေမဲ့ Vance ကတော့အခုလိုဆွဆွဲဝေဖန်နေတာတွေမှန်သမျှကိုလွန်ကဲပြီးပုံကြီးချက်လွန်တယ်လို့တုံ့ပြန်ခဲ့တာပါသူဟာသူ့ရဲ့ကိုယ်ခွေယုံကြည်မှု မိသားစုအရင်းနဲ့ပတ်သက်လို့ရိုးရိုးသားသားပြောပြခဲ့ခြင်းသာဖြစ်တယ်လို့ Vance ကပြောကြားခဲ့ပါတယ်။သူစနီးဟာသူ့ဘဝအတွက်အကြီးမားဆုံးကောင်းချီးမင်္ဂလာဖြစ်ကြောင်းဘာသာရေးနဲ့အဆက်ပြတ်နေခဲ့တဲ့သူ့ကိုကိုယ်ကယုံကြည်မှုတွေကိုပြစ်ပယ်မထားအောင်ဇနီးကပဲပြန်ချိတ်ဆက်ပေးခဲ့ကြောင်းဦးရှာကခရိယံမဟုတ်တယ်လို့ဘာသာပြောင်းမယ်လို့လည်းမထင်ကြောင်းဒါပေမဲ့သူ့အနေနဲ့ကတော့ကိစ္စတွေကိုသူမြင်တဲ့အမြင်မျိုးဇနီးမှလည်းရှိစေချင်ကြောင်းဒါကကိုယ်ကယုံကြည်မှု꽌ပြတဲ့အိမ်တောင်ရေးတွေမှာဖြစ်တတ်တဲ့သဘောတရားတစ်ခုထက်မပိုပဲ သူ့အနေနဲ့ဦးရှာကိုအမြဲတမ်းချစ်ခင်နေထောက်ခံနေမှာဖြစ်ကြောင်းလဲ Vance က Ace မှာရေးသားထားခဲ့ပါတယ်။ခရီးရန်အစိုးမတွေကအမှန်ကန်တယ်လို့သူယုံကြည်တာကြောင့်ပြန်လည်ဝေမျှခြင်းနဲ့ဆိုတာက ပုံမှန်ဖြစ်ကြောင်းဒီလောက်ရိုးရှင်းတဲ့ကိစ္စကိုတခြားသူတွေကပွဲလဲတဲ့အမြင်တွေစီအတင်းဆွဲယူနေတာဖြစ်ကြောင်းလဲ Vance ကဆိုပါတယ်။ Vance တို့နှစ်ဦးဟာ2014တုန်းကလက်ထပ်ခဲ့ကြပြီးအဲ့ဒီတုန်းကခရီးရန်ရောဟိန္ဒူဓလေ့တွေနဲ့ပါမင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။သူတို့နှစ်ဦးမှာတာသမီ၃ဦးရှိပါတယ်။ တို့နှစ်ဦးလက်ထက်တုန်းကဦးရှာဟာဖះเจ้าလိုက်တက်ပေးပါမယ်လို့ကတိပေးမထားခဲ့ကြောင်းဒါပေမဲ့ကလေးရုံနဲ့အတူဖះเจ้าကိုလိုက်လာပေးလေရှိကြောင်း2023ခုနှစ်တုန်းက Vest က New York Times သတင်းစာနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်ရှင်။ People's Bank ကတင်ဆက်ပေးတဲ့သတင်းကြောင်းရတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။